ဝိညာဉ်ကာကွယ်ကြီးပွင့်သွားခဲ့ပြီဖြစ်တာကြောင့်ရှေဟောင်းတင်ကြိုင်ဆန်အိမ်တဲကိုပြေးဝင်လာတဲ့လင်းနှုံတို့ကိုတွေးရမှဖြစ်ပြီးသူ့ရဲ့အနောက်မှာရှောင်းရံလေလိုက်ပါလာခဲ့တာကိုတွေးလိုက်ရပါတယ်။ရှေဟောင်းတင်ကြိုင်နဲ့ကရုတ်တူကြီးတွေကိုကြည့်ပြီးတော့လင်းနှုံတယောက်အံ့အားသင့်နေခဲ့ရပါတယ်။နိဗ္ဗာန်ဘုံဆင့်ရဲ့ပြီးပြည့်စုံတဲ့ဆွမ်းအားကအယံကိုပြင်းထန်နေတာကိုတွေးရပြီးကြမ်းရင်းနေတဲ့ရွှဆွမ်းအင်းနဲ့တင်အံ့ဩလောက်เสียဖြစ်နေခဲ့ပါတယ်။လင်းခဲ့အားကလင်းနှုံကို၅ခုမြောက်လမ်းကြောင်းကိုတွားခိုင်းလိုက်ပြီးသူမကတော့တခြားလမ်းကနေတွားကနိဗ္ဗာန်နှလုံးသားကိုရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ဝင်းကပါလိုရှုပ်ထွေးလာတဲ့လမ်းကြောင်းတွေကိုမွေပါတခင်ကြီးရဲ့လမ်းပြမှုနဲ့အတူရောက်လာခဲ့ပြီးကြောက်တကားတစ်ခုကိုဖွင့်ဖို့စူးစမ်းလိုက်တဲ့အချိန်တကားပေါ်မှာရွံစွမ်းအင်တွေရှိနေခဲ့တာကိုတွေ့လိုက်ရပါတယ်။မွေပါကလင်းနှုံကိုရွံစွမ်းအင်ကိုစိတ်ဆွမ်းအားနဲ့ဖွင့်ဖို့အကြံပေးလိုက်တဲ့အချိန်မှာလင်းနှုံလည်းကောင်းကောင်းသဘောပေါက်သွားခဲ့ပါတယ်။လင်းနှုံလည်းစိတ်ဆွမ်းအားကိုအသုံးပြုကဖွင့်လိုက်တဲ့အခါမှာတကားကချက်ချင်းပွင့်သွားတဲ့အတွက်ကြောင့်သူအယံပြော့သွားခဲ့ရသလိုအခန်းထဲရောက်သွားတဲ့အခါတွေ့လိုက်ရတဲ့မြင်ကွင်းကစင်ကြယ်တဲ့ရွံစွမ်းအင်ဆေးလုံးပဲဖြစ်ပါတယ်။ ဒါဟာကောင်းကင်ဘုံအဆင့်ကြီးမြတ်သူတော်မှဒလကြအောင်တန့်စင်တဲ့အခါကျမှဒလုံးလောက်ရနိုင်တဲ့ဆေးလုံးမှုအရန်ကိုအဖိုးတန်နေပေမဲ့မွေပါလေးကတော့သူရတာဒီအနဲ့မဟုတ်တာမို့ထူးဆန်းနေခဲ့ပါတယ်။လင်းနုံကတိုးလောင်အိတ်ထုတ်ယူရင်းရွှန်ဆွမ်းအင်းဆေးလုံးတွေကိုတင်းကျုံထက်နေခဲ့တဲ့အချိန်မှာမွေပါလေးကတော့မိစအနံရနေတာမို့ပဝင်းကျင်ကိုလိုက်ကြည့်နေခဲ့ပြီးသူ့ရဲ့မိစတွေကိုလာလူယူရကောင်းလားဆိုကရှောင်းရံကိုရန်ရှာနေခဲ့ပါတယ်။ လူတွေရောက်လာခဲ့တဲ့အတွက်ကြောင့်လင်းနှုံလည်းရံဖြစ်နေတဲ့ရှောင်းရံနဲ့မွေပါလေးတို့ကိုအမြန်လှုပ်ဖို့ပြောလိုက်တဲ့အခါမွေပါလေးကလင်းနှုံကိုစိတ်ဆွမ်းအင်းကိုတုံးပြီးကြောက်စိမ့်တကားကိုဖြွင့်ဖို့ပြောလိုက်ပါတယ်။ဒီအချိန်မှာမွေပါလေးကတစ်ဖက်ကတကားတစ်ခုကိုသူ့အစွမ်းနဲ့ဖြွင့်လိုက်ပြီးတော့အားလုံးလွတ်မြောက်သွားအောင်ကူညီပေးခဲ့လိုက်ပါတယ်။ဒါ့အပြင်အနောက်ကလိုက်လာခဲ့တဲ့ရန်သူတွေကိုလည်းဝိညာဉ်မိတ်ဆာအုံပြုပြီးဟန်တာထားခဲ့တာမို့သူတို့လည်းချောချောမွေ့မွေ့လွတ်မြောက်သွားနိုင်ခဲ့ပါတယ်။ တဖက်မှာတော့လင်းကဲအာရောကရှေးဟောင်းတင်ချိုင်းရဲ့အလဲဘိုးနေရာကိုရောက်ရှိသွားခဲ့ကတကယ်ကိုအဖိုးမဖြစ်နိုင်တဲ့ယေဒနာတွေကိုတွေးရှိသွားကြတဲ့အချိန်မှာပဲဒီခမ်းမကြီးထဲမှာဝမီသားစုပါရောက်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။လင်းကဲအာကဒီတင်ချိုင်းထဲကအရာဝတ္ထုပစ္စည်းတွေဟာပိုင်ရှင်မဲတွေကြီးဖြစ်ပြီးတော့မင်းလဲပါတစ်ခုမှမရသေးဘူးမဟုတ်လားလို့ဝမ်ဖန်းကိုမေးလိုက်ပါတယ်။ဒီအချိန်မှာဝမ်ဖန်းကလင်းမီသားစုနဲ့ပူးပေါင်းပြီးဒီပစ္စည်းတွေကိုကာယံထားတဲ့ချိတ်တစိ့ကိုဖြည့်ဆည်းပစ်လိုက်ကြရအောင်လို့ကမ်းလှမ်းလိုက်တော့လင်းကဲအာလည်းသဘောတူလိုက်ပါတယ်။ ဝိညာဉ်ယတနာပစ္စည်းတွေပေါ်လာတဲ့အချိန်မှာသူတို့နှစ်ယောက်ကဝေစုခွဲပြီးတော့ယူကြမှာဖြစ်ပါတယ်။ဝန်ဖန်ကသူ့ရဲ့လူတွေကိုအကာအကွယ်ကိုဖြည့်ဆည်းဖို့အတွက်ဆက်လက်တိုက်ခိုက်ထားကြဖို့အမိန့်ပေးလိုက်ပြီးတဲ့နောက်ယတနာထွက်လာတဲ့အခါဝမ်မီသားစုလက်ထဲကိုအပါမခံတော့ဖို့အတွက်တိုးတိုးတိတ်တိတ်မှကြားထားခဲ့ပါတယ်။ဝန်ဖန်ရဲ့အပြုမှုတွေကိုလင်းချန်ကသတိထားမိသွားတာကြောင့်အမားဖြစ်သူလင်းကဲအာကိုသတိပေးလိုက်ပါတယ်။ဒါကြောင့်လင်းကဲအာကလည်းတံမိုးကြီးလာတဲ့ဝိညာဉ်ယတနာ6ခုအတွက်တိုက်ခိုက်ဖို့အဆင့်တင်ပြင်ဆင်ထားခိုင်းလိုက်ပါပြီ။ လင်းနုံမွေပါလေးနဲ့ရှောင်းရံတို့ဟာရန်သူတွေရဲ့လက်ကနေလွတ်မြောက်လာပြီးတော့အေးအေးဆေးဆေးလန်းလျှောက်လာခဲ့ပြီးစင်ကြဲတဲ့ရွံစွမ်းအင်ဆေးလုံးစုစုပေါင်း2300ရရှိခဲ့တဲ့အတွက်လင်းနုံလည်းကျဉ်းနေနေခဲ့ရပါတယ်။ဒီလိုနဲ့လမ်းလေးစုံကိုရောက်တဲ့အခါမှာတော့သူတို့ဘယ်ကိုသွားတင်တယ်လဲလို့တွေးနေကြတဲ့အချိန်မှာပဲရှေးဘက်မှာရှိတဲ့ရှေးဟောင်းတင်ချိုင်းရဲ့ရေဒနာခန်းမကို တွေးရှိသွားခဲ့ကြပါတယ်။ သူတို့ခမ်းမတဲ့ကိုရောက်တဲ့အချိန်မှာတော့ဝမိသားစုနဲ့လေမိသားစုတို့ဟာဝိညာဉ်ရဒနာတွေရဲ့အကာအကွယ်တွေကိုဖျက်ဆီးနေကြတာကိုတွေ့လိုက်ရပြီးတော့မွေပါလေးကလည်းရဒနာတွေကိုလိုချင်နေတဲ့သူတွေမနေဘူးဆိုတာကိုသိလိုက်ကြပါတယ်။လင်းနှုံကလည်းသူတို့နဲ့အတူပါဝင်ကူညီပေးလိုက်တဲ့အချိန်မှာတော့မွေပါလေးကအကာအကွယ်ဖျက်ဆီးသွားတဲ့အခါကျရင်ညာဘက်ဆုံဆုံကလမ်းရှိကိုလူယူရမယ်လို့ပြောလိုက်တဲ့အခါဒါကအယံအားနယ်လုံးတယ်လို့သူကပြန်ဖြေလိုက်ပါတယ်။ ဘာယူရင်ကောင်းမလဲလို့တွေးနေတဲ့အချိန်မှာပဲအကာအကွယ်ပြုတ်လုထားခဲ့တဲ့အရာကြီးကစတင်ကွဲအလာခဲ့တာကိုတွေ့ရပြီးလင်းနှုံနဲ့ယေဒနာရီစီကိုတွားခဲ့လိုက်ပါတယ်။ဝန်ဖန်ကလင်းခဲ့အာကိုသူ့ရဲ့လက်နက်နဲ့စတင်တိုက်ခိုက်လိုက်ပေမဲ့သူမကအသားရရှောင်းတိန်လိုက်ကဝိညာဉ်ယေဒနာရီကိုလူယူခြင်းရင်အစွမ်းစားရှိအောင်အရင်လှုပ်လို့ပြောလိုက်ပါတယ်။ယေဒနာရီနောက်ကိုလိုက်နေတဲ့လင်းနှုံနားကိုစွန့်အင်ပုံပြိဝခြင်းအစစ်နစ်ရှိတဲ့ဝန်ဖန်ရဲ့တပည့်နှစ်ယောက်ကလိုက်လံတိုက်ခိုက်နေတဲ့အတွက်လင်းနှုံကရေခဲနဲ့တားကိုအသုံးပြုရင်းအဲ့ဒီသူနှစ်ယောက်ကိုပြန်လဲတိုက်ခိုက်ခဲ့ပါတယ်။ သူတို့တွေရေခဲနဲ့ဓာတ်နဲ့အလုံးရှုံနေတဲ့အချိန်မှာလင်းတုံကတော့ဝိညာဉ်ရတနာတွေနောက်ကိုပဲအမြင်လိုက်သွားခဲ့ပြီးအောက်မှာရှိနေတဲ့ဝံဖန်ကလည်းလင်းတုံလိုချင်နေတဲ့ရတနာကိုလိုက်လူယူနေခဲ့ပါတယ်။ဒီလိုနဲ့အဲ့ဒီရတနာလက်နဲ့ဝံဖက်လက်ထဲကိုရောက်သွားလူစဲစဲအချိန်မှာပဲလင်းတုံကသွားရောက်နှောင်းရှက်လိုက်တဲ့အတွက်ရတနာလည်းလွတ်ထွက်သွားခဲ့ရပြီးအဲ့ဒီနောက်မှာလင်းတုံဟာအဲ့ဒီပစ္စည်းနောက်ကိုအမြန်ထက်လိုက်သွားခဲ့ပါတယ်။ဒေါသထွက်သွားတဲ့ဝံဖန်ဟာလင်းတုံအနောက်ကိုသူ့ရဲ့လက်နဲ့ပြစ်လွတ်လိုက်တဲ့အတွက်မွေပါလေးကလက်နဲ့ကြီးကိုဓာပေးထားခဲ့ရပါတယ်။ လင်းတော်ဟာနောက်ဆုံးမှာတော့ဝိညာဉ်ရဲ့တနာကိုဖမ်းဆုပ်နိုင်ခဲ့ပြီဖြစ်ပြီးတော့သူ့ရဲ့သွေးစွမ်းအင်နဲ့တခင်ဖြစ်မြ мян မဲ့ယူခိုင်းလိုက်လို့မွေပါလေးကအကြံပေးခဲ့ပါတယ်။သူလဲမွေပါလေးအကြံပေးတဲ့အတိုင်းလှုပ်လိုက်တာကြောင့်ကောင်းကင်ကြီးခွန်လန်ရှိဟာငွေရောင်တဖိတ်ဖိတ်လေးလက်ကသူ့ရဲ့လက်ထဲမှာခံ냐စွာတရှိလို့နေပါပြီ။အဖိုးတန်ရဲ့တနာလူယူခံလိုက်ရတဲ့ဝန်ဖန်ကအယံကိုဒေါသထွက်သွားပြီးတော့မင်းကိုတက်ပြီးရဲတနာကိုပြန်လူယူမယ်လို့ကြိမ်းဝါလိုက်ပါတယ်။ ပြီးတော့သူ့ရဲ့လက်နက်ကြီးကိုလင်းတုံစီပြစ်လွတ်လိုက်တဲ့အခါမှာသူကဝိညာဉ်လက်နက်အစွမ်းနဲ့ခုခံတိုက်ခိုက်ခဲ့ပြီးအသားရပဲအနိုင်ယူခဲ့လိုက်ပါတယ်။ဝန်ဖန်ရဲ့လူတွေကသူတို့ခေါင်းဆောင်ကိုထိခိုက်အောင်လုပ်တဲ့လင်းတုံကိုတိုက်ခိုက်ဖို့အတွက်အရှိကိုတိုးလာကြတဲ့အချိန်မှာပဲလင်းကဲအားရောက်ရှိလာကရက်လိုက်ကြဆန်းလို့អော်လိုက်ပါတယ်။လင်းတုံဟာသူမတို့ဘိုးဘေးမျိုးနွယ်စုတွေကလူတယောက်ဖြစ်ကြောင်းလင်းကဲအားရှင်းပြလိုက်ပြီးမင်းတက်ချင်တိုင်းတက်လို့ရတဲ့သူမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ ဝန်ဖန်ကလည်းလင်းဘိုးဘေးမျိုးနွယ်စုတွေထဲမှာလင်းတုံကိုမကြားဘူးသလိုမြင်လဲမမြင်ဘူးကြောင်းတုံ့ပြန်လိုက်ပြီးရမူဖို့စူးစမ်းလိုက်တဲ့အခါလင်းကဲအာကလင်းတုံကိုကာကွယ်ဖို့အသင့်ပြင်လိုက်ပါတယ်။လင်းကဲအာစီမာလည်းဝိညာဉ်ရေတနာတစ်ခုကိုရပ်သွားခဲ့ပြီဆိုတာကိုတွေးလိုက်ရပြီးသူတို့မျိုးနွယ်စုနှစ်ခုဟာအချင်းချင်းရန်ဆောင်နေခဲ့ကြပါတယ်။ဝန်ဖန်ကတော့အစွမ်းထက်လာတဲ့ဝိညာဉ်ရေတနာနှစ်ခုကိုပိုင်းဆိုင်သွားခဲ့တဲ့လင်းမျိုးနွယ်စုကိုဘလို့မှမရှင်းနိုင်မှန်းသိလိုက်ရတဲ့အတွက်အာမတန်လိုမန်ရှော့ကကြုံဝါပြီးပြန်သွားခဲ့ပါတယ်။ လင်းနုံကလင်းခဲအာကိုကျေးဇူးတင်စကားပြောလိုက်တဲ့အခါမှာသူမကဝက်မျိုးနွယ်စုကလူတွေကိုတတိထားဖို့ပြောလိုက်ကအကိုကြီးလင်းလန့်ထန်းကရှေးဟောင်းတင်ချိုင်ဆန်အိမ်ဗဟိုတဲကိုရောက်နေလောက်ပြီလို့ပြောလိုက်ပါတယ်။လင်းနုံကတော့ဒီတင်ချိုင်ထဲမှာလှည့်ပတ်ကြည့်ရှုလိုက်အောင်မယ်လို့ပြောလိုက်ရင် နောက်တနေရာကိုတီးတန့်ထွက်သွားလိုက်ပါတော့တယ်။လင်းနုံမွေပါလေးနဲ့ရှောင်းရန်တို့ဟာရှေးဟောင်းတင်ချိုင်ဆန်အိမ်ကြီးတစ်ခုလုံးကိုလှည့်ပတ်ကစူးစမ်းနေကြတာကိုတွေ့ရပြီးမကောင်းဆိုးဝါးရင်ဆွမ်းအင်ငကားတံတွေကဒီအင်းနားမှာပဲရှိတယ်ဆိုလို့လင်းနုံကမေးနေခဲ့ပါတယ်။ သူတို့ဟာဒီနေရာမှာလှည့်ပတ်နေတာအချိန်တော်ကြာခဲ့ပြီဖြစ်ပေမဲ့ဘာမှမထူးခြားသေးတာကြောင့်ဒီနေရာကအစီရင်တစ်ခုဖြစ်ရမယ်လို့ထင်နေခဲ့ကြပါတယ်။ဒီချိန်မှာထူးဆန်းကမူမမှန်တဲ့အရာတစ်ခုကိုတွေးလိုက်ရပြီးနယံတွေကနေရာရွေးကအနည်းငယ်ဖြစ်လာခဲ့ပါတော့တယ်။သူတို့ဟာလက်ရှိဝင်ကဘာထဲမှာပတ်ကပြေးလွှာရင်းလွမြောက်မဲ့လမ်းကိုရှာဖွေနေခဲ့ကြပါတယ်။ဒီလမ်းကြောင်းမှာရှိနေသရွေ့ဒီကြောက်နယံတွေကရွေးလျားပြီးလွတ်လပ်မရှိတော့ဘူးလို့မွေပါလေးကပြောနေခဲ့ပါတယ်။ ဒါကြောင့်နောက်ဆုံးနည်းလမ်းနေနဲ့ဘာခက်ခဲပဲရှိရှိကြောက်နေရတွေကိုဂယုမဆိုင်ပဲတန်တမ်းမမတ်ပြေးတော့ဖို့မွေပါလေးကအကြံပေးခဲ့ကဒီလိုသွားမှပဲအစီရင်ရဲ့ဗဟိုချက်နေရာကိုရောက်နိုင်မှာပဲဖြစ်ပါတယ်။ပုံရိပ်ရောင်နဲ့ပြုတ်လုထားတဲ့အတားစီးဖြစ်တာကြောင့်သူတို့သုံးယောက်လည်းအာတင်းကအရှိကိုဇွတ်တက်သွားတဲ့အခါမှာတော့အတားစီးတွေကနေလွမြောက်သွားခဲ့ကြပါတယ်။သူတို့တွေအတားစီးတွေကနေလွမြောက်ခဲ့ပြီးတဲ့နောက်ပျော်လို့တော့မဆုံးသေးခင်မှာပဲကြောက်နေကြီးတဲ့ကိုပြုတ်ကျသွားခဲ့ရပါတော့တယ်။ ရုပ်ပြစင်ပြပြုတ်ကျလာတဲ့လင်းတုံနဲ့ရှောင်းရံတို့ကိုကြီးလိုက်ကမွေပါလေးကပြည့်ရည်ပြုတ်နေခဲ့သလိုမုံမြက်ပြီးတကိုးရှိတဲ့သူ့လိုလူကငဒုံးကောင်တွေနောက်လိုက်နေရတဲ့ဆိုတာအတော့ကိုအတိတ်ပဲမရှိတာပဲလို့မွေပါလေးကဆက်ပြောလိုက်ပါသေးတယ်။မြေပြင်ပေါ်မှာပြန့်ကျင်းနေတဲ့အဆောင်ရုပ်သေးတွေကိုမြင်လိုက်ရတဲ့အချိန်မှာလင်းတုံကလန်းသွားခဲ့ပေမဲ့မွေပါလေးကတော့ဘာမှမဖြစ်ဘူးလို့သာပြန်ပြောခဲ့ပါတယ်။ဒီလိုပြန့်ကျင်းနေပုံပေါက်ရင်တော့သူတို့တွေဟာတစုံတစ်ခုရဲ့တိုက်ခိုက်မှုကိုခံလိုက်ရတာပဲဖြစ်မယ်လို့တွေးမိသွားခဲ့ကြပါတယ်။ ဒါတွေဟာအောက်တန်းအဆင့်အဆောက်ရုပ်သေးတွေပဲဖြစ်ပြီးစွမ်းအင်ပုံပြေဝအဆင့်တွေကိုရှင်းပြဖို့ဆိုတာအလွယ်ကူဆုံးပဲလို့ရှင်းပြနေခဲ့ပါတယ်။ဒီဆောက်ရုပ်သေးတွေကိုအသက်သွင်းလိုက်တာနဲ့သူတို့တွေဟာလင်းနှုံကိုတခင်ဖြစ်မှတ်ယူသွားကြမှာဖြစ်ပြီးတော့အခုကတော့သူတို့တွေအားလုံးဖြစ်စည်းခံလိုက်ရပြီမို့ဘာမှအတုံးမဝင်တော့ဘူးလို့မွေပါလေးကထပ်ပြီးပြောပြလိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့သုံးယောက်ဟာမကောင်းဆိုးဝါးရင်စွမ်းအင်ငကားတံတွေရှိတဲ့နေရာကိုရောက်သွားခဲ့ကြပြီးအဲ့ဒီနေရာမှာအရန်ကိုအေးနေတာကိုသတိထားမိခဲ့ကြပါတယ်။ လင်းနှုံကတော့မွေပါလေးပြောတာကိုမဆောင်ပဲအဆိုပါနေရာစီကိုပြေးသွားခဲ့တဲ့အတွက်ကြောင့်မွေပါလေးကမချေမနှက်နဲ့ရေရွနေခဲ့ပါတယ်။အဲ့ဒီကန်တဲမှာရှိတဲ့ရေတွေဟာရင်းဆွဲအိမ်မြင်မာပြီးအရန်အေးတဲ့အတွက်ကြောင့်ကန်တဲကိုဆင်းတဲ့သူမှန်သမျှတည်ဆုံသွားခဲ့ရတာဖြစ်ပါတယ်။ဘလောက်တောင်အစွမ်းထက်တယ်လဲဆိုရင်ကန်တဲကရေတစ်စက်လောက်ကိုထိမိတဲ့ဆိုရင်တောင်တကိုယ်လုံးကိုအေးခဲသွားနိုင်စေတာဖြစ်ပါတယ်။လင်းနှုံကစိတ်ဆွမ်းအိမ်နဲ့အဲ့ဒီရေတနာကိုယူဖို့ကြိုးစားနေတဲ့အချိန်မှာပဲသူတို့ရဲ့အနောက်မှာအဆောင်တက်တာတူကရောက်နေခဲ့တာကိုတော့သတိမထားမိခဲ့ပါဘူး။ လက်တစ်ဖက်ပြက်နေတဲ့အဆောင်ကလင်းတုံကိုဝင်ရောက်တိုက်ခိုက်လိုက်ပြီးတော့တမ်မနီလိုမာကျောတဲ့အဆောင်ကိုသူအပြင်းထန်တိုက်ခိုက်နေခဲ့ရပါတယ်။ရှေဟာဝိညာဉ်ရဲ့တနာလန်ဒန်ကို ထုတ်ပြီးတော့တိုက်ခိုက်ခဲ့ပေမဲ့အဆောင်ရုပ်သေးကတော့လုံးဝကိုမဖြုံခဲ့ပါဘူး။ဒီကြီးခွန်လန်ရှေရဲ့ကြင့်စဉ်ကိုမပိုင်နိုင်သေးတဲ့အတွက်လင်းတုံဟာသူ့ရဲ့အစွမ်းကိုအပြည့်အဝအသုံးမချနိုင်သေးတာဖြစ်ကြောင်းမွေပါလေးကရှင်းပြလိုက်ပါတယ်။ လင်းနုံကအစောက်ရုပ်သေးရဲ့အားနေချက်ဖြစ်တဲ့အစီရင်ဟာဥကောင်းနောက်ဖက်မှာရှိနေတာကိုတွေ့သွားခဲ့ပြီးတော့အသွင်ပြောင်းအဆောင်စီရင်ရဲ့အရာခက်သိမ်းအသွင်ပြောင်းခြင်းမီလင်ကိုအသုံးပြုပြီးအရှိကနေတိုက်ခိုက်လိုက်ပါတယ်။ဒါ့အပြင်ရေခဲနဲ့ဒါထုတ်ယူလိုက်ပြီးအနောက်ကနေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်မို့လို့အစီရင်ပျက်စီးသွားပြီးတော့အစောက်ရုပ်သေးလည်းရေကန်တဲ့ပြုတ်ကျသွားခဲ့ရပါတယ်။လင်းနုံဟာစိတ်ဆွမ်းအင်ကိုအသုံးပြုပြီးမကောင်းဆိုးဝါးရင်ဆွမ်းအင်ငကားတံတွေကိုယူကအမြန်ပြန့်ထွက်သွားဖို့လုပ်နေတဲ့အချိန်မှာပဲရေကန်တဲကနေတစုံတူထွက်လာခဲ့တာကိုတွေ့လိုက်ရပါတယ်။ ဒါကအလယ်နဲ့အဆင့်အဆောက်ရုပ်သေးဖြစ်ပြီးတော့သူ့မှာဖန်ဆင်းခြင်းပုံအဆင့်၃ဆင့်နဲ့ရှင်ပြိုင်နိုင်တဲ့စွမ်းအားရှိကအဆောင်စွမ်းအင်တွေလည်းအပြည့်အဝရှိနေသေးတာကြောင့်စွမ်းအင်ထည့်သွင်းလိုက်မယ်ဆိုရင်လင်းနှုံရဲ့အပိုင်ဖြစ်လာနိုင်ပါတယ်။ဒီလိုနဲ့သူကမွေပါလေးပြောတဲ့အတိုင်းလှုပ်လိုက်တဲ့အခါမှာတော့ဒီအလယ်နဲ့အဆင့်အဆောက်ရုပ်သေးဟာလင်းနှုံရဲ့အမိန့်ကိုနာခံမဲ့သူဖြစ်လာခဲ့ပါတယ်။ လင်းနုံကစမ်းသက်တဲ့အနေနဲ့အဆောက်ရုပ်သေးကိုတိုက်ခိုက်ခိုင်းခဲ့ပေမဲ့ဘာမှတုတ်ပြတ်မှုမရှိတာကြောင့်စိတ်ပြည့်နေတဲ့အချိန်မှာမွေပါလေးကဒီအဆောက်ရုပ်သေးကိုအသက်သွင်းဖို့ဆိုရင်တန့်စင်တဲ့ရွဆွမ်းအင်ဆေးလုံးတွေလိုအပ်သေးတယ်ဆိုတဲ့အကြောင်းပြောပြလိုက်ပါတယ်။တကြိမ်တိုက်ခိုက်ဖို့အတွက်ပြင်းပြအားဖြင့်ဆေးလုံးအရေအတွက်2000လောက်လိုတယ်လို့ပြောပြလိုက်တဲ့အချိန်မှာတော့လင်းနုံအရမ်းလန့်သွားခဲ့ပါတယ်။တာမန်လူတွေအနေနဲ့နှစ်ပေါင်းထောင်နဲ့ချီအောင်စ조사ခဲ့ရပြီးတော့မှဒီအဆင့်ကိုရောက်နိုင်တာဖြစ်လို့ဒီလောက်တော့အသုံးပြုရမှာပဲလို့မွေပါလေးကပြောပြလိုက်ပါတယ်။ မွေပါလေးပြောတာကအကျိုးအကြောင်းစီရုံမှုရှိတာကြောင့်လင်းနှုတ်လည်းလက်ခံလိုက်ပြီးတော့အယုတ်ကိုတင်စီထားလိုက်ပါတော့တယ်။ဒါပေမဲ့အလာတုံးကလို့မဟုတ်ပဲမိပင်လေတွေနဲ့ပြင်းနေတာမို့လင်းနှုတ်တို့ဟာရှောင်းရံကိုခဏထားခဲ့ပြီးဘိုးနေရကိုသွားဖို့ပြင်ဆင်ရပါတော့တယ်။ဒီမီတောင်ကြီးရဲ့ချော်ရီတွေကအတူလာအစ်စ်လာဆိုတာဘယ်သူမှတေချာမပြောနိုင်ပါဘူး။ဒီအချိန်မှာချော်ရီမွေဟောက်ကြီးထွက်လာပြီးလင်းနှုတ်တို့ကိုအနည်းငယ်ပြုတ်နေတဲ့အတွက်ပြုတ်ကျမလို့ဖြစ်သွားခဲ့ရပါတယ်။သူ့ကိုမွေပါလေးကကယ်တင်ပေးခဲ့ပြီးလန်ရှီတဲကိုရွှန်းစွမ်းအင်ဆေးလုံးထည့်လိုက်ဖို့အကြံပေးလိုက်ပါတယ်။ ညွေကြီးကိုအဆိုပါလန့်ရှင်နဲ့အနိုင်ယူနိုင်ခဲ့ပေမဲ့နောက်ထပ်မီးနှကားတစ်ကောင်ကပေါ်လာခဲ့ပြန်ပါတယ်။ဒီလိုထွက်ပေါ်လာလို့နှိမ့်နှင်းနေရတာကဆယ်ကောင်လောက်ရှိနေပြီဖြစ်ပြီးတော့မွေပါလေးကတော့ပြင်းကြီးလို့နေခဲ့ပါပြီ။မီးပင်လေထဲမှာရှိနေတဲ့မီးနှကားတွေကအစမပြတ်ပေါ်လာမှာဖြစ်တဲ့အပြင်လင်းနှုတ်ရဲ့စွမ်းအင်တွေကိုကုန်ခန်းအောင်တမင်လုံးနေပုံပေါ်ပါတယ်။ဒါကြောင့်တာမန်နီးလက်နဲ့မီးပင်လေအစီရင်ကြီးကိုဖျက်ချော်နိုင်မှာမဟုတ်ပဲသူတို့အောင်နိုင်မဲ့အဖြေကချော်ရီထဲမှာပဲရှိရမယ်လို့ထင်သွားခဲ့တာပါ။ ဒီချော်ဤတွေသာတကယ်အနည်းငယ်များတယ်ဆိုလို့ရှိရင်မင်းအယိုးတောင်ကျမ်းမမဟုတ်ဘူးလို့မွေပါလေးကပြောပြလိုက်ပါတယ်။ဒီအချိန်အခြားမျိုးနွယ်စုကလူတွေဟာလည်းဝိညာဉ်နှလုံးသားကိုလူယူဖို့အတွက်ဒီနေရာကိုရောက်နေခဲ့ကြပြီဖြစ်ပါတယ်။လီမီတာစုရဲ့လင်းလန့်ထက်တဲ့အစည်းအဝေးတွေကြောင့်ဒီနေရာမှာပြိမိနေခဲ့ပြီဖြစ်ပြီးတော့သူတို့တွေရဲ့အောက်ဖက်မှာတင်းကျိုင်းပိုင်ရှင်ရဲ့နန်းတော်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ နိဗ္ဗာန်နှလုံးသားကအဲ့ဒီနန်းတော်ရဲ့အထဲမှာရှိတာဖြစ်ပြီးလင်းနှုံကထိုးနေရကိုသွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်လို့ချော်ရီရီချာကူးခတ်ရင်နန်းတော်ကိုရောက်သွားတဲ့အခါတကားကိုခက်ခက်ခဲခဲဆွဲဖွင့်ခဲ့ရပြီးအထဲမှာရှိနေတဲ့နိဗ္ဗာန်နှလုံးသားကိုသူတက်လန့်ကြည့်နေခဲ့ပါတော့တယ်